သမီးရီအတွဲရည်ရွယ်ဆောက်လုပ်နေတဲ့နန်းတော်တမခန္ဓာလာတဲ့အင်ကြီးကိုချပြလာတဲ့မင်းသမီးနန္ဒာလိုင်းတို့ဇနီးမောင်နဲ့မင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့သမီးရီအတွဲရည်ရွယ်ဆောက်လုပ်နေတဲ့နန်းတော်တမခန္ဓာလာတဲ့ဇက်ဘီလာဆောက်ကြီးကိုချပြလာခဲ့သူမင်းသမီးနန္ဒာလိုင်းနဲ့ဇနီးမောင်နဲ့အကြောင်းလေးကိုဖော်ပြတင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်မင်းသမီးနန္ဒာလိုင်းရဲ့ခင်မွန်းဖြစ်သူကိုစေးတီဟာကမြန်မာနိုင်ငံရဲ့ချမ်းသာဆုံးစင်ဝင်ဈေးကဘာအုပ်စုကုမ္ပဏီလီမိတက်ကြီးရဲ့ဦးဆောင်သူတယောက်ဖြစ်တာကိုပရိသတ်ကြီးတို့အားလုံးသိပြီးသားဖြစ်မှာပါမင်းသမီးနန္ဒာလိုင်းဟာ မြမမိန်းမီးတွေတဲမှာချမ်းသာဆုံးနဲ့ပါဝါရှိဆုံးတတိကတော်တရားဖြစ်ပြီးသူမရဲ့နေပုံထိုင်ပုံကတော့အခြားမိန်းမီးတွေတွေ့ယူရလာအောင်ကိုအနေထိုင်တိုသိရိုးအေးသူပဲဖြစ်ပါတယ်နိုင်ငံတစ်ခုရဲ့ချမ်းသာဆုံးစီးရင်တတိကတော်တရားဖြစ်နေပေမဲ့ ူမဘယ်ဘရန်ကိုင်နိုင်နေပြီဖြစ်ပါကြောင်းလိုင်းမော်တက်ကြွမပြတတ်သလိုသူမခနာကိုမှလည်းဘယ်နမည်ကြီးဘရန်မှဆင်မြန်းလေးမရှိသူတယောက်ပဲဖြစ်ပါတယ်။သူမကိုကြည့်လိုက်ရင်မိတ်ကတောင်မှမပါတဲ့မျက်နှာလေးနဲ့ပွဲလန်းခန်းသားတွေတောင်မှမုံစင်လေးတွေဝစ်စင်ပြီးသားတကယ့်အင်ရှင်မဆစ်စစ်ပုံစံနဲ့သာနေထိုင်တတ်သူတတိကတော်တယောက်ပဲဖြစ်ပါတယ်။မင်းသမီးနန္ဒလိုင်ရဲ့ခင်မောဖြစ်သူဦးစေတီဟာဟာလည်းဇေကဘာအုပ်စုကြီးရဲ့ဦးဆောင်သူလုပ်ငန်းရှင်တူဖြစ်နေပေမဲ့ဟိတ်ဟန်မရှိပျပျော်နေတတ်တဲ့ပုံစံနဲ့သာနေထိုင်တတ်သူတယောက်ပါ။ဒီလိုချိုးချံတုတ်သိစွာနေထိုင်တတ်တဲ့ဇနီးမောင်နဲ့နှစ်ယောက်က သူတို့ရဲ့မျိုးဆက်တဲ့သမီးလေးတွေအတွက်တော့တော်ရုံမိဘမျိုးမလုပ်ပေးနိုင်တဲ့အရာမျိုးကိုခက်ခဲနနနဲ့ကိုတိဆောက်ပေးနေကြတာပဲဖြစ်ပါတယ်။ဟုတ်ပါတယ်ဒီနေ့မှာပဲမိသမီးနနလိုင်းတို့ဇနီးမောင်နဲ့ဟာသူတို့ရဲ့သမီးလေးအတွက်ဆောက်လုပ်ပေးနေတဲ့ဇက်ဗီလာကြီးကိုချပြလာကြတာဖြစ်ပါတယ်။အင်ဂျီအားကြီးမားလွန်ပြီးတော့ခြံဝင်းထဲမှာတင်ပန်းချံရေကန်တောအုပ်ခိမိကစားကွင်းရွေလာရှောစီးတွေစတဲ့အရာတွေအလုံးပါဝင်နေဇက်ဗီလာကြီးတိဆောက်နေတာကိုချပြလာကြတာပဲဖြစ်ပါတယ်။ဒီဇက်ဗီလာကြီးတိဆောက်နေတဲ့အပိုင်းကိုအရှိန်မြင့်တင်ဆောင်ရွက်လျက်ရှိနေရလေဖြစ်ပါတယ်။ အချောင်းကတော့တမီးဖြစ်သူတွေနိုင်ငံရဲ့ချားကိုကြောင်းတော်မတွက်ခင်မှာဒီဇက်ဗီလာကြီးမှာအေးအေးဆေးဆေးနေသွားစေခြင်းတဲ့တွေဒီဇက်ဗီလာကြီးကိုအမြန်ရှိန်မြင့်ဆောက်လုပ်နေကြတာပဲဖြစ်ပါတယ်ဇက်ဗီလာကြီးကိုဆောက်လုပ်ရမှာလဲမင်းသမီးနန္ဒလိုင်တို့ဇနီးမောင်နဲ့ကိုရင်းကြီးကျယ်ဆောက်လုပ်နေကြတာဖြစ်ပြီး ခန္ဓာလွန်မှုကတော့အမေရိကကစမိုင်းတို့စာရင်ကြီးထက်ကိုခန္ဓာလွန်စွာဒီဇိုင်းမျိုးနဲ့တေချာရေးဆွဲတိဆောက်ထားတာကိုတွေ့ရတာပဲဖြစ်ပါတယ်။မင်းသမီးနနာလိုင်းရဲ့သမီးတွေဖြစ်တဲ့ဇေယတီလိုင်း၊ဇေဝတီလိုင်း၊ဇေမတီလိုင်းတို့ကမွေးဖွားလာမယ့်နောက်မျိုးဆက်တွေပါအစဉ်အဆက်နေထိုင်တဲ့အောင်မော်ဒန်ဒီဇိုင်းနဲ့တေချာဆောက်လုပ်နေကြတာပဲဖြစ်ပါတယ်။ဒီဇက်ဗီလာကြီးထဲမှာခင်မီစနစ်တွေပါထည့်သွင်းတိဆောက်သွားမှာဖြစ်ပြီးအလူလျောက်ထင်းချုပ်လှူရှာတဲ့စနစ်တွေပါထည့်သွင်းသွားတယ်လို့သိရပါတယ်။မင်းသမီးနနာလိုင်းရဲ့သမီးတွေကတော့တကယ့်ကိုကုသိုလ်ကံကောင်းလွန်လာတဲ့သမီးလေးတွေပါပဲနော်။တာသမီး အတွက်အကောင်းဆုံးကိုသာပေးခြင်းလုပ်ပေးခြင်းနဲ့မိဘတွေရဲ့မေတ္တာတွေကလည်းအတိုင်းအတာမြင်တွေ့ကြရပဲဖြစ်ပါတယ်။ပရိသတ်တွေကတော့ဖခင်ရဲ့ချစ်ချင်းမေတ္တာစေတနာအနာဂတ်မြောင်းမင်းချက်ကိုလေးစားပါတယ်။ငွေကြေးချမ်းသာလို့တဲ့စိတ်ထားမုံမြတ်တဲ့ဖခင်ကောင်းတာကောင်း ခမုန်းကောင်းပီတာရီအဲ့တွေဥစည်တရားကိုလေးစားမိတယ်။ကိုနိုင်ငံထဲမှာခန္ဓာထေဝရအင်ကြီးတွေရှိတာကိုအိမ်နေမဟုတ်ပေမဲ့လေပီတီဖြစ်တယ်။အတိတ်ကုသိုလ်ကံတွေကောင်းခဲ့တော့မိသားစုစစ်စစ်လုံးလုံးနဲ့ပျော်ပျော်ရွှင်နေကြရတယ်။စသဖြင့်ဝင်ရောက်ပြောဆိုမှတ်ချက်ပြုခဲ့ကြတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရောမင်းသမီးနန္နာလိုက်ရဲ့တမီးလေးတွေကုသိုလ်ကံအကျိုးပေးကောင်းမှုတွေကိုအားကြမိရလားဆိုတာကိုမမပြောခဲ့ပေးပါအောင်ရှင်။